မင်္ဂလာပါရှင်ဇွန်လ9ရက်စနေနေ့ရွှေရံကုန်ရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့လောက်ခလာစာတူမြင့်ပေးဖို့အလုံသမားရိစန္နာပြတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သားမြို့နယ်ဝါဒီယာအစမှုဆုံးမဟာမြိုင်လမ်းမှာရှိတဲ့ရန်ရန်မြန်မာကုမ္ပဏီလီမိတက်အထည်ချုပ်စယုံအလုသမားတွေကလောက်ခလာစာတူမြင်ပေးဖို့အတွက်ဇွန်လ6ရက်မနက်ပိုင်းကဆန္ဒပြတောင်းဆိုကြတယ်လို့သိရပါတယ်။အလုသမားတွေကသူရဲ့နေစဉ်လောကကို13000ကျပ်နဲ့အချိန်ပို OT ဈေးကို2500ကျပ်ရမှန်ဈေးကို6000ကျပ်တူပေးဖို့တောင်းဆိုထားကြတယ်လို့သိရပါတယ်ရှင်။ ဆလတ်တင်စမဲတဲ့ရင်ကတော့တပတ်အတွင်းရွှေစည်တသိန်းကျော်တက်တဲ့သတင်းဖြစ်ပါတယ်။ကမ္ဘာရွှေစည်မြင့်တက်မှုနဲ့အတူမြန်မာပြည်ရင်းရွှေစည်မှာလည်းအကယ်ဒမီအခေါက်ရွှေတစ်ချက်သားလျင်89သိန်းကျော်ထိစည်မြင့်တက်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလကုန်ပိုင်းတွင်ကမ္ဘာရွှေတအောင်စားအမေရိကန်ဒေါ်လာ3300ဝန်းကျင်ရှိခဲ့ရမှာဆိုလာ9ရက်တွင်ကန်ဒေါ်လာ3381ထိ9ရက်အတွင်းကန်ဒေါ်လာ90ကျော်မြင့်တက်လာသလိုမြန်မာရွှေစည်မှာလည်းမေလကုန်ပိုင်းကအကယ်ဒမီအခေါက်ရွှေတစ်ချက်သားလျင်ချက် 56သိန်းကျော်ရှိရမှာဒီကနေ့တစ်ကြက်သား89သိန်းကျော်မြင့်တက်နေခြင်းဖြစ်တယ်လို့သိရပါရှင်။ ထမန်တင်ဆက်မဲ့တွင်ကတော့ဇွန်လအတွက်ဆန်ရည်ညွန်စီနှုံများထုတ်ပြန်နေတဲ့တွင်ဖြစ်ပါတယ်။ယခုဇွန်လအတွက်တင်တင်မြတာသောဈေးကွက်စီနှုံဆန်ရည်ညွန်စီနှုံများကိုစီးပွားရေးနှင့်ကုတန်းရဝယ်ရေးဝင်ကြီးဌာနစားသုံးသူရှိရာဦးစီးဌာနကအတိအပြထုတ်ပြန်ထားကြောင်းသိရပါတယ်။၎င်းထုတ်ပြန်ချက်အရရွှေဘိုပေါ်ဆန်းဆန်ပထမတန်းအစီအမင်းအဟောင်း24ပြီတရေအမြင့်ဆုံးစီနှုံမှာတသိန်း5500ကျပ်နဲ့အသက်စီနှုံမှာတသိန်း4000ကျပ်ဖြစ်ပြီးဒုတိယတန်းအဟောင်းစီနှုံ မှာ3,500ကျန်နဲ့အသစ်စင်းတို့မှာ3,350ကျန်ဖြစ်ကြောင်းသိရပါဗျ။ အလာတူပေါ်စံအုပ်စုဝင် ဖေးကြတဲ့ကြားပြန်ပထမတန်းအစင်မြင့်အဟောင်း24ပြီးတဲ့ရဲ့အမြင့်ဆုံးစေနှုန်းမှာ33,500ကျပ်နဲ့အသေးစေနှုန်းမှာ32,200ကျပ်ဖြစ်ပြီးဒုတိယတန်းအသေးစေနှုန်းမှာ31,800ကျပ်ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။စံစံများစံအယောင်းဆိုင်များကုန်သိမ်းများနဲ့စံလုံငန်းရှင်များအနေဖြင့်အလေးအနက်ထားပြီးလိုင်းနာဆောင်ရွက်ကြရန်လဲမြန်မာနိုင်ငံစံစဘာအတင်းချုပ်ကအတိပေးတိုက်တွန်းထားတယ်လို့သိရပါတယ်ရှင်။ နောက်ဆုံးနေ့ဇာမဲတရင်ကတော့အမျိုးသမီးလူငယ်လက်ရွေးစင်ပေါ်လုံးအသင်း BNN တို့ထွက်ခွာတဲ့တရင်ဖြစ်ပါတယ်။ ASEAN U19 အမျိုးသမီးချန်ပီယံရှစ်ပေါ်လုံးပြိုင်ပွဲဝင်ပြီးမြန်မာအသင်းဟာဇွန်လ6ရက်နေ့ပိုင်းတွင်ပြိုင်ပွဲကျင်းပရာ BNN နိုင်ငံဟိုချီမင်းမြို့သို့ထွက်ခွာသွားကြောင်းသိရပါတယ်။ ASEAN U19 အမျိုးသမီးချန်ပီယံရှစ်ပေါ်လုံးပြိုင်ပွဲကိုဇွန်လ9ရက်မှ16ရက်အထိ BNN နိုင်ငံဟိုချီမင်းမြို့တွင်ကျင်းပမှာဖြစ်ပြီးမြန်မာအသင်းအနေနဲ့အုပ်စုကရင်ကြောက်ရုံတွေကဇွန်လ9ရက်တွင်အင် ှင်ဗီယက်နမ်ဇွန်လ17ရက်တွင်လာအိုဇွန်လ13ရက်တွင်တီမော်အသင်းတို့နှင့်ရှင်ပြန်ကစားရမှာဖြစ်တယ်လို့သိရပါပါတယ်ရှင်။